အချင်းတို့တွင်မှာလူတီများကျလို့ဖျားပေါ်ကိုဖနှက်စည်းတက်ပြီးတော့တီတော်စော်ပြလိုက်တဲ့မိန်ကလေးအားလုံးမင်္ဂလာပါဆယ်လီတန်ယူဘေးကနေပြန်လေကကြိုဆိုလိုက်ပါရီတီတော်မှာအချင်းတို့တွင်လူတီများစီမဲနီလဲမြမြုပ်ကိုတောပြူနေကြသူတွေထဲမှာဒီမိန်ကလေးကတော့ဖျားပေါ်ကိုတက်ပြီးတော့တီတော်စော်ပြလိုက်တာကြောင့်လူပြောများနေသူတယောက်ပါဇေဒီတစုပေါ်ကိုဖနှက်စည်းပြီးတော့တက်သွားတဲ့ဒီမိန်ကလေးဟာဘလို့မိန်ကလေးလဲဆိုပြီးတော့တည်ကျင်နေကြပြီးတော့မြင်းနေသူတွေကစိတ်မကောင်းဖြစ်နေကြပါရီ တတူပြီးတော့တခုမှ မိန်းကလေးတယောက်ကခါဝန်ကောဝစ်ခဲ့ပြီးတော့ဖနယ်စီက စေဒီဘောကိုတလန်းချင်းတက်သွားခဲ့ပါရီစေဒီဘောမှာဖျားရုပ်ွားတော်တွေရှိနေပေမဲ့လေဒီမင်းကလေးကတော့ခြေလဲမပြတ်ဖ ೇನೆ စေဒီဘောဘက်ထီတက်သွားခဲ့တဲ့ပြင်စေဒီဘောတက်ပြီးတော့တစ်တော့ဆော့နေတာကြောင့်သူ့ရဲ့ပြုမှုကအယံယံဆိုင်နေပါရီအရှင်ကလည်းဖျားဘောတက်ခဲ့ဘူးတဲ့တွေ့ကြုံရှိခဲ့ဘူးလားလို့ထင်ရလအောင်ခြေလန်းတွေကမပြတ်ဖ ೇನೆ တက်သွားနိုင်ခဲ့ပါရီဖျားစေဒီတွေကဗုဒ္ဓဘာသာဝင်တွေအတွက်တော့ထောက်မြတ်ထားရနေရဖြစ်ပြီးဂုံတော်ကိုရှိမန်းကကိုဝေကြပါရီစေဒီထဲမှာထပ်ပနာထားတဲ့ဓာတ်တော်မွေတော်တွေလည်းရှိတဲ့သလိုဖျား ရုပ်ပွားတော်ကြီးလည်းရှိတတ်ပါရင်ဖျောင်းကိုသွားတဲ့အချိန်မှာအဝတ်စားကိုလုံးလုံးကျော်ကျော်ဝတ်ဖို့ဖနဲ့မစည်းဖို့အတွက်လူကြီးမိဘတွေကငငယ်တွေကတော်တင်ဆုံးမတတ်ကြပါရင်ဖျားစေဒီဘော်ကိုမိန်းကလေးတွေတယောက်တားကအမြင်မသိတော်တာကြောင့်အမျိုးသမီးမတရားဆိုတဲ့နေရာတွေကိုလည်းသတိပေးစာပို့တွေနဲ့ရေးသားထားပါရင်ဘာသာတရားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေးစားလိုက်တာတအားမိဘတွေကတော်တင်တတ်ကြပေမဲ့ဒီမိန်းကလေးကတော့စေဒီဘော်ဘက်ထိဖနဲ့နဲ့တက်သွားခဲ့ပြီးတိတော့စော်နေခဲ့သူပါ ဖျားစရီဘောကိုဖဏစီပြီးတော့တက်သွားခဲ့လို့အပြစ်ရှိသလိုခန်းစားရတဲ့အရေးရောင်လည်းမရှိပဲနဲ့ရရေဝဝန်တက်ပြီးတော့တက်တော့စော်နေပါရီတက်တော့မှနမေကြီးဘောတွေနီလန်းမျိုးစုံသုံးတဲ့သူတွေကိုလူအများကနားလည်ပေးနိုင်ကြပေမဲ့လေစရီပထိုးကိုထိကြိုက်စော်ကားပြီးတော့နမေကြီးအောင်လောက်တာတော့ဘသူကမှခွင့်မလို့ကြပါဘူးဖျားဘောမှာဖဏစီပြီးတော့တက်သွားခဲ့တဲ့မိကလေးဟာကချင်ပြည်နယ်ပူရာအုံမြို့နယ်မှာနေထိုင်သူလို့သိရပြီးတော့သူရဲ့တက်တော့ဗီဒီယိုကတော့နိုင်ပိုင်းတွင်မှာနေကြည့်ရှုသူတန်းနေချီပြီးရှိသွားခဲ့ပါရီ အရှင်အားဗီဒီယိုတွေမှာတော့တာမန်လောက်သာရှိပေမယ့်သူဖြစ်စင်တဲ့အတိုင်းကြည့်ရှုသူများသွားပါရီ။ဒါကြောင့်ကောင်းသောကြောကြားခြင်းမျိုးမဟုတ်ဘဲမတင်တော်တဲ့ပုံစံမျိုးဖြစ်နေလို့ဒီမင်းခေကိုရဲယူသွင်းနေလို့ပြောနေကြပါရီ။သူရဲ့ပြမှုကစော်ကားနေသလိုဖြစ်နေပြီးမြင်ရသူတိုင်းကတော့ဒေါသထွက်နေကြပါရီ။အချို့တွေကတော့ဒီမင်းကလေးကစိတ်မမှန်သူတယောက်ဖြစ်တဲ့အကြောင်းမတိနာမနေလို့လောက်တာလေးဖြစ်နိုင်တဲ့အကြောင်းထင်ကြေးတွေပေးကြပါရီ။ ဒါပေမဲ့သူရဲ့ပြစ်မှုတွေကလက်ခံနိုင်စရာမရှိလို့ပြစ်တင်မှုတွေကိုရရှိနေတဲ့သူဟာဖျားဖို့ကိုဖနဲ့စီပြီးတော့တလန်းချင်းတက်သွားတဲ့ဒီမင်းကလေးကိုလေးသိကျနေကြသလိုသူ့ကိုပြီးတော့ရိုက်ပေးနေတဲ့သူကိုလေးသိကျနေကြပါရီဗောဓဘာသာဝင်ဤအလေးမြတ်ထားတဲ့စေရီပထိုးတွေကဖနဲ့စီပြီးတော့တစ်တော့ဆော့ရမယ့်နေရာမဟုတ်ပေမဲ့လေအချင်းတို့တင်မှာနမေကြည့်အောင်ဖျားဖို့ထိပါတက်ခဲ့သူဟာအလွန်ခဲ့တဲ့ရှစ်ပိုင်းကလည်းရွှေတကုံဖျားဖို့ရဲ့အောင်မြေပေါ်မှာမိကလေးတယောက်ကဖနဲ့စီခဲ့တာကြောင့်ဝေဖန်မှုတွေများသွားခဲ့ပါသေးတယ်ခြေတော့ကိုရင်မစိုးခြင်းလို့ဖျားဖို့မှာဖနဲ့စီနေတဲ့မိကလေးတယောက် ောက်ရှိခဲ့တဲ့အပြင် အခုလည်းတဖျားစီရီပေါ်မှာဖဏန်းနဲ့တလန်းချင်းတက်သွားပြီးတော့တတော်ဆော့သူတယောက်ထပ်ပေါ်လာခဲ့ပါတယ်ဖျားစရီပေါ်တက်ပြီးတော့တတော်ဆော့နေတဲ့မိကလေးကဘလို့မိကလေးမျိုးဖြစ်နေလဲဆိုတော့ကိုမမရေးသားပေးခဲ့ပါအောင်တော့ကြီးချွာပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်